အရင်နှမ်းပြီးဝင်ဝေကောင်းစေမဲ့ဘန်ကောက်ယူနီဗာစီတီနားကကေဗလွန်ကြိုပိုက်ကွန်ဒိုဟေးဒီနေ့မှထဲရင်းနှီးမြုံနှံသူတွေသဘောကျမယ်ကွန်ဒိုတစ်ခုကိုလိုက်ပြမယ်မထက်နဲ့တူတူလိုက်ခဲ့ပါ ဒီကုနော project name ကတော့ Kevlon လို့ခေါ်ပါတယ်အခု show unit တွေပြထားတဲ့ office ကိုမထက်ကရောက်နေပါပြီအထဲမှာအခန်းလေးတွေဝင်ကြည့်ရအောင်နော်ဒီကွန်ဒိုမှာဆိုလို့ရှိရင်အခန်းအမျိုးအစားက 5မျိုးလောက်ရှိပါတယ်စတူဒီယိုခန်းဆိုလို့ရှိရင်ဗတ်2တန်းလောက်ကနေပြီးတော့စပါတယ်အဲ့စတူဒီယိုခန်းကိုပြန်ပြီးတော့ငားဆောင်မယ်ဆိုလို့ရှိရင်တစ်လကိုအဲဗတ်6000ကနေပြီးတော့1000 1000တိရမယ်ဆိုတော့ရင်းနှီးမြှုပ်နှံလို့အရန်ကောင်းတဲ့ကွန်လိုတစ်ခုဖြစ်ပါတယ်ဒီခန်းလေးကတော့ဝယ်မဲ့သူတွေလာလို့ရှိရင်ရှိုးယူနေပြထားတဲ့ခန်းလေးပါ။ဖာနီချာ ဖာနီချာတွေကတော့ fully furnished ပါမှာဖြစ်ပါတယ်ပြီးတော့ဒီမှာဒီထဲမှာပြထားတဲ့အတိုင်းเนาะဒီမှာကဒင်းပါမယ်ခုံလေးပါမယ်ပြီးဘီဒိုပါမယ်မွေးရာပါမယ်ဆိုဖာလည်းပါသေးတာအများကြီးပဲเนาะဒီမှာ promotion ပေးထားတာရှိတယ်အခန်းထဲမှာလည်း fully furnished ပေါ့เนาะအဲ့ဒီပြင်ကိုအခန်းလေးကလည်းတိုက်ရက်တယ်ပြီးတော့ဒါလေးကပေါ့เนาะဒါနမူနာပြထားတဲ့အခန်းလေးကိုလည်းလာကြည့်လို့ရတယ်ပြီးလို့ရှိရင်ရေချိုးခန်းအိမ်လာလိုက်ပြပေးမယ် ဒီချိုးကန်းအိမ်သာကတော့ဒီမှာပါเนาะဒီမှာမှန်ကန်းလေးနဲ့ကာထားတယ်အဲ့ဒီပြင်ကိုသူတို့က promotion တွေလည်းထပ်ပေးထားသေးတယ်နောက်ထပ်ပေးထားတဲ့ promotion တွေကအဲ water heater ပါမယ်ပြီးတဲ့ခါကျရင် water filter ပါမယ်ပြီးလို့ရှိရင် aircon ပါမယ်ဆိုတော့အထုပ်ဆွဲပြီးတော့ဒီခန်းအစင်လေးတက်ပြီးတော့လာနေရုံပဲပေါ့နော်တချို့ကွန်ဒိုတွေဆိုလို့ရှိရင်ကွန်ဒိုတွေမှာကအဲကိုသွားပြီးတော့ဝယ်တယ်ဆိုလို့ရှိရင်ပေါ့နော်အခန်းကြီးပဲတီးတန့်ပေါ့နော်ရတယ်ပေါ့နော်ဘာမှမပါဘူးအဲ့အတွက်ကြောင့်မလို့ဒီကွန်ဒိုကကြတော့ချက်ချင်းထုပ်ဆွဲပြီးတော့လာနေရုံပဲပြီးတော့ဒီမှာ ခန်းကိုလည်းတေချာကြည့်အရင်တက်တက်ရက်နဲ့ဒီလိုပြင်ဆင်မှုမျိုးရမှာနော်ဒီခန်းလေးကတော့ one bed plus room ပါခဲ့ထောက်ကြည့်အောင် one bed plus room ဆိုတဲ့အတိုင်းအခန်းပေါ့နော်အပိုတစ်ခုတော့ပါမယ်ဒါအိမ်ခန်းမှာအိမ်သားရေချိုးခန်းပါမယ် ဧကန်လဲပါတယ်ဟိုဘက်မှာအပြင်ဘက်မှာထွက်ဖို့အတွက်ပေါ့နော်ထွက်ကြည့်ဖို့အတွက်ခန်းလေးအာတီးတဲ့နေရာလေးတစ်ခုလည်းရှိရယ်ပေါ့နော်ဒီမှာဒါလေးကတော့တီးတဲ့ခန်းလေးတစ်ခုနောက်ထပ်ပါတယ်ဒါလေးကကြတော့အာကိုပိုင် office လေးပဲလုံလုံနောက်ထပ်အခန်းတစ်ခုပေါ့နော်ကတင်လေးချပြီးတော့အခန်းလိုပဲနေနေဒီမှာကဒါကိုပေါ့ကိုတိုက်တယ်လို့ပြင်ဆင်ပြီးနေလို့ရတယ်ပြီးတော့ kitchen လေးလည်းရှိမယ်နော်ဒီမှာ kitchen လေးရှိမယ်မထက်တော့ဒီအခန်းမှာနေမယ်ဆိုလို့ရှိရင်ចောင်းသူចောင်းသားတွေလာပြီးတော့ဒီခန်းကိုဝယ်ပြီးနေမယ်ဆိုလို့ရှိရင်အနည်းဆုံး၂ရက်လောက်တော့နေလို့ရတယ်ဒီခန်းလေးဆိုလို့ရှိရင်တတ်တတ်ရက်နဲ့အရန်လှတာ နော်။ဟောဒီခန်းမှာဆိုလို့ရှိရင်အိမ်သာကလေအဲအိမ်ခန်းထဲကနေပြီးတော့လဲအိမ်သာကိုဝင်လို့ရတယ်ပြီးလို့ရှိရင်အဲခန်းထဲကနေပြီးတော့လဲဒီအိမ်သာကိုဝင်လို့ရတယ်နှစ်နေရာပေါ့နော်ဝင်လို့ရတယ်နော်။ဒီခန်းလေးကတော့ one bed exclusive အခန်းမှာအထဲကိုဝင်ကြည့်အောင် သူကတော့မိဖို့ကြောင့်တီးတန့်ခန်းရှိပါတယ်မြန်မာလူမျိုးတွေအနေနဲ့မြန်မာသမီးချင်းတွေချက်စားခြင်းနဲ့ဆိုလို့ရှိရင်ဒီမိဖို့ကြောင့်တီးတန့်ခန်းလေးမှာချက်စားလို့ရတယ်ပေါ့နော်ဒါလေးကအမှန်တကားတွေပါပြိတ်လို့ရတယ်ဆိုတော့လေအညော်တွေပါလေဒါလုံတာပေါ့နော်အညော်တွေပါအိမ်ထဲမှာခန်းထဲမှာဒီခန်းကလည်းတော်တော်များများကြိုက်ကြပါတယ်ဒီမှာလည်းဖွင့်လို့ရတာဒါအိမ်သားရေချိုးခန်းဒါကတော့အိတ်ခန်းလေးပေါ့ ဒီကွန်ဒိုရဲ့ location လေးကဘန်ကောက် University ရဲ့ဘေးကပ်ရပ်မှာရှိတဲ့အတွက်ကြောင့်မို့လို့ចောင်းသားတွေအတွက်အဆင်ပြေတဲ့ကွန်ဒိုတစ်ခုပါ ပြီးတော့ထိုင်းမှာဆိုလို့ရှိရင်ခုနောက်ပိုင်းမှာနိုင်ငံတကာကနေပြီးတော့မှအကျောင်းသားတွေလာရောက်ပညာသင်ယူတဲ့သူတွေအများကြီးပါဘန်ကောက်ယူနီဗာစီတီမှာဆိုလို့ရှိရင်လည်းမထက်တော့မြန်မာနိုင်ငံသားတွေအများကြီးပညာသင်ယူနေကြတဲ့တက္ကသိုလ်တစ်ခုပါအဲ့ဒါကြောင့်မို့လို့ယင်းနှီးမြှုပ်နှံခြင်းတဲ့သူတွေအတွက်ဒီအခန်းကိုဝယ်ပြီးတော့ငှားစမယ်ဆိုလို့ရှိရင် passive income ရဖို့တေချာတဲ့ကွန်ဒိုဖြစ်လို့ယင်းနှီးမြှုပ်နှံသင့်ပါတယ်ဒီကွန်ဒိုဟာဆိုလို့ရှိရင်မြို့ပြမှာရှိတယ်ဆိုပေမဲ့ဘန်ကောက်တက္ကသိုလ်နဲ့လည်းနီးတယ်ပြီးတော့လူငယ်ကျောင်းသားတွေအကြိုက် က် facility တွေအပြည့်အစုံထည့်ထားတဲ့အတွက်ကြောင့်မို့လို့ရင်းနှီးမြုပ်နှံခြင်းတဲ့သူတွေအရန်ကိုစိတ်ဝင်စားနေတဲ့ကွန်ဒိုတစ်ခုလည်းဖြစ်ပါတယ်ဒီကွန်ဒိုနောက်မှာဆိုလို့ရှိရင်လူငယ်တွေအကြိုက်မိငယ်မောလည်းရှိတယ်နော်ဒီ Kevlon project က EIA approve ကြထားပြီးသားကွန်ဒိုဖြစ်တဲ့အတွက်ကြောင့်ဥပဒေနဲ့အညီစောက်လုံးခွင့်ရပြီးသားဖြစ်တဲ့အပြင်တဘာဝပတ်ဝန်းကျင်ထိခိုက်မှုနည်းတဲ့စီမံကိန်းတစ်ခုလည်းဖြစ်ပါတယ် ကေဘလွန် project ပြီးသွားတဲ့အခါကြာလို့ရှိရင်အခုမထက်ရောက်နေတဲ့နေရာလိုမျိုးရေကူးကန်လှလှတွေစိမ့်စိမ့်ဆူဆူနဲ့ပန်းဥယင်လေးတွေမြင်တွေ့ရမှာဖြစ်ပါတယ်။ဒီခန်းရဲ့ဈေးနှုန်းတွေကပတ်နှစ်သန်းဝန်းကျင်ကစပြီးတော့ကြိုပိုက်ကွန်တိုဖြစ်ပါတယ်။ payment အနေနဲ့ကတော့ booking fees ဘတ်9000ပြီးတဲ့အခါကြာလို့ရှိရင် down payment 30ရာခိုင်နှုန်းပေးပြီးလို့ရှိရင်အခန်းအပ်တဲ့အချိန်2026ခုနှစ်ကုန်ကျမှကျန်တဲ့ငွေကိုပေးသွင်းရမှာဖြစ်ပါတယ်။အသေးစိတ်သိရှိလိုပါက Lumini Estate ကိုဆက်သွယ်လိုက်ပါနော်။ ဒီကွန်ဒိုကနိုင်ငံတကာကမျက်စိကျတဲ့ location နားမှာရှိတဲ့အတွက်ကြောင့်မို့လို့နိုင်ငံတကာအင်ချမ်းမြေရင်းနှီးမြှုပ်နှံသူတွေကြားမှာရေပန်းစားနေပြီးတော့ထိုင်းတွေတောင်းလူရဲ့ရင်းနှီးမြှုပ်နှံနေကြပါတယ်။